ဒီလိုတိုးတက်နေတဲ့23ရာစုဖြစ်ကြီးတဲ့မှာကလေးတွေကကျောင်းသားတက်ညူတွေမကနေပဲဘာကြောင့်ရှိဖို့နေအောင်ပါလဲရှိပိုးစရာမလိုပဲကျောင်းသူကတက်နေုံနဲ့တိုးတက်ကောင်းမှုနဲ့စာရင်းကြောင်းတစ်ခုရှိနေပြီဆိုရင်ရောဒါပေမဲ့ကလေးတွေကသူရှိမသက်ပြန်ရင်လည်းသင်ခန်းစာတွေကိုသိချာနားနဲ့သဘောပေါက်နိုင်စမ်းမရှိဘူးဖြစ်နေမှာကိုလည်းပြီးမှတယောက်နေနဲ့စိုးရိမ်နေမိတာပေါ့ကလေးတွေကသူရှိတက်ကြမလို့ပဲကျောင်းသူကတက် နဲ့တိုးတက်ကောင်းမွန်တဲ့စာသင်ကျောင်းတစ်ခုရှိနေပြီဆိုရင်ရောမြန်မာနိုင်ငံရဲ့ပထမအဆုံးနဲ့တဝူးသီးတော့ရှင်းသားကြပြောအောင်အာမကရီနဲ့နာချာ Primary Primary School က2025-2026ပညာသင်နှစ်အတွက်စတင်လက်ခံနေပြီပဲဖြစ်ပါတယ်။နာချာမှာကလေးတွေကိုစာကိုအလုပ်ချက်မဲ့ရတဲ့သင်ကြားမှုပုံစံတွေထက်ဗျာဒီကင်ဖန်တီးနိုင်မှုစနစ်တွေခေါ်နိုင်မှုနဲ့စဉ်းစားဆင်ခြင်တွေကိုဖော်ထုတ်ပြီး subject educator တွေကိုထည့်ဆင်ပေးထားတာပဲဖြစ်ပါတယ်။ပြီးတော့နာချာမှာကလေးတွေကိုစာဆိုပြီးသင်တာထက်ပညာတတ်အောင်ကိုစနစ်တကျဒီဇိုင်းနဲ့စနစ်တကျပြုစုပြုထောင်နေစီသင်ကြားပတ်မောပေါ်ပေါ်ပေးထားတာပဲဖြစ်ပါတယ်။နောက်ပြီးကလေး baking လုပ်ကြစွာသင်ကြားနိုင်ရန်အတွက် CCTV security ပါရှိတဲ့ CM secure learning environment ကိုပေါ်ထောင်ပေးထားပြီးကလေးများကြားမှာလည်းဘလအပ်တဲ့ပြဿနာတွေဖြစ်ရတဲ့အောင် home educator class educator တွေနဲ့ဒီလိုပြေဆောင်ကောင်းမွန်တဲ့ပညာရ တော့တည်သူရဲ့လက်ထက်ကိုရရှိလာပါပြီ။မူလနဲ့သမီးတို့အတွက်အခုလာမဲ့2025-2026ပညာသင်ပေးမှာတောင်းတရဲ့အကန့်အသတ်ဖြင့် NASA Rapid Mind School ကလက်ခံတင်ပြပေးကြမှာမို့လို့အခုပဲလာရောက်ဆွေးနွေးကြရအောင်။